နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညင်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ဧပြီလ28ရက်တောက်ကြနေ့ ှင်လူကခရဝင်ခန်းကြီး23အငယ်32မှ34 39မှ43ထိုအခါကိုရောနှင့်အတူ လူစုံနှစ်ယောက်တို့ကိုလည်းတတ်အံ့သောငါထုတ်သွားကြ၏ဂရာနိအမိရှိသောအရက်တို့ရောက်ကြသောကိုရောနှင့်တကွထိုလူစုံတို့ကို လက်ရတော်ဗန်နိုင်တယောက်လက်ဝဲတော်ဗန်နိုင်တယောက်လဝါကတိုင်မှရိုက်ထားကြ၏ယေရှုကလည်းအိုအဖသူတို့၏အပြစ်ကိုလွတ်တော်မူပါ တို့သည်ကိုပြုသောအမှုကိုမတိကြဟုမွတ်ဆိုတော်မူ၏အဝိတော်ကိုလည်းစာရေးတန်ချ၍ဝေဖန်ကြ၏ဆွဲထားသောလူစုနှစ်ယောက်တို့တွင်တစ်ယောက်ကတင်သည်ခရစ်တော်မန်လျင်ကိုကို၎င်းငါတို့ကို၎င်းကဲ့တင်လောဟု ကိုရောကိုကဲ့ရဲ့၍ဆိုလေ၏တယောက်မူကားမိမိအဖို့ကိုဆုံးမ၍တင်သည်ဤသူနီးတူအပြစ်ဒဏ်ခံရပင်ဖျားသခင်ကိုမကြောက်တလော့ ငါတို့ဒီကိုပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍တရားသဖြင့်ခံရကြ၏ဤသူမူကားအဘယ်အပြစ်ကိုမျှမပြုဟုဆိုပြီးလျှင်သခင် ကိုရောဒီနိုင်ငံတော်တီလျက်ကြွလာတော်မူသောအခါအကျွန်ုပ်ကို အောက်မေ့တော်မူပါဟုယေရှုကိုလျှောက်ဆို၏ယေရှုကလည်းငါအမှန်ကန်ဆိုသည်ကားယင်းနေတွင် သင်သည်ငါနှင့်အတူပရဒိသူ့ဘုံ၌ရှိလိမ့်မည်ဟု မိန်တော်မူ၏ သခင်ကိုတော်သည်နိုင်ငံတော်တည်လျက်ကြွလာတော်မူသောအခါအကျွန်ုပ်ကိုအောင်းမိတော်မူပါဟုယေရှုကိုရှောက်ဆို၏ရှင်လုကာခရစ်ဝင်အခန်းကြီး23အခန်းငယ်42ဝမ်းနေပူဆွေးခြင်းမှချီးမွမ်းခြင်းတို့လှပသောပွင့်ချက်၅ရွက်ရှိသည့် Forget me not ပန်းနာမည်ဖြစ်ပေါ်လာပုံ။ တန်တာဤပုံပြင်အမျိုးမျိုးရှိသည် ထိုပုံပြင်များအနေဂျာမန်တန်တာဤတပုတ်အရာဖျားသခင်သည် သူဖန်ဆင်းမိအပင်များအလုံးကိုနာမည်ပေးသောအခါပန်းလေးတပွင့်က လေလူရှုခံရမည်ကိုစိုးရင်နေခဲ့သည်သို့နှင့်ထိုပန်းက Forget me not O Lord ကျွန်ုပ်ကိုမမေ့ပါနဲ့သခင်ဟူ၍အော်ပြောခဲ့ရာ ဖျားသခင်ကထိုပန်းအားထိုနာမည်ကိုပေးခဲ့သည်ဤအရာသည် ပုံပြင်တစ်ခုမျှသာ ဖြစ်တော်လဲ forget me not သည်မမေ့လျော့ခြင်းနှင့်တတိယခြင်းဤသင်္ကေတတစ်ခု ဖြစ်လာခဲ့သည် ကျွန်ုပ်တို့အားလုံးသည် မေ့လျော့ခံရခြင်းသည်မြည်သောသောခံစားချက်ဖြစ်သည်ကို ကျွန်ုပ်တို့အားလုံးတွေ့ကြုံဘူးပါသည်အထူးသဖြင့်ဖျားသခင်ဤတတိယမှုကို ခံစားရယူလိုခြင်းသည် ျွန်ုပ်တို့နှလုံးသားထဲမှစစ်မှန်သောဆန္ဒတစ်ခုဖြစ်သည်။သခင်ယေရှုကားတိုင်းပေါ်အသေးခံခြင်းအကြောင်းအရာတွင် ထိုကဲ့သို့သောဇက်လန်းကို တွေ့ရသည်။ထိုအခါကိုတော်နှင့်အတူ လူဆိုးနှစ်ယောက်တို့ကိုလည်းသတ်အံ့သောငှာထုတ်သွားကြ၏။သူတို့သည်လက်ဝါးကတိုင်၌ဆွဲထားခံရစဉ်ခရစ်တော်၏ဘေးမှယာဇဝတ်သားတို့ကယုတ်ရက်ညံအလင်းရသွားပြီးသူက ကိုယ်တော်သည်နိုင်ငံတော်တည်လျက်ကြွလာတော်မူသောအခါအကျွန်ုပ်ကိုအောက်မေ့တော်မူပါဟု၍ပြောခဲ့သည်ခရစ်တော်၏တုံ့ပြန်မှုကလည်းမမေ့နိုင်เสียပါငါအမှန်ကန်ဆိုသည်မှာသင်သည်ငါနှင့်အတူ ပရတိသူဘုံ၌ရှိလိမ့်မည်ဟု၍တုံ့ပြန်ခဲ့ပါသည်အလွန်အံ့ဩเสียကောင်းသည့်အခိုက်အတန့်ပင်ဖြစ်သည် ထိုရာဇဝတ်သားသည် သူ၏ဘဝအမှောင်မိုက်ဆုံးအချိန်၌ ဖျားသခင်သားတော်ဤအောင်းမေတ္တရိယချင်းအတိတ်ဘယ်ကိုသိရှိခဲ့ရသည် ကျွန်ုပ်တို့လိုအပ်သောအချိန်၌ကျွန်ုပ်တို့ကိုဖျားသခင်အောင်းမေတ္တရိယသည်ကျွန်ုပ်တို့အတွက်အသေးခံပေးခဲ့သည့်အသည့်ကျွန်ုပ်တို့ကိုချစ်သည့်ဖျားသခင်သည်ကျွန်ုပ်တို့အားဘယ်တော့မှမမေ့ပါ မြည်သည့်အချိန်၌အမိခံရသည်ဟုသင်ခံစားရသည်။ယနေ့ယေရှုထံသို့သင်မြည်သို့ ပြန်လှည့်လာပြီးသင်၏ပူဆွေးမှုကိုချီးမွမ်းခြင်းသို့ပြောင်းလဲပေးရန်ကိုတော်အားမြည်သို့အခွင့်ပေးမည်နီ။ချစ်တော်အဖဖျားမိလျော့ခံရသည်ဟု ခံစားရသည့်အချိန်များတွင် ကျွန်ုပ်ဘဝတွင် ကိုတော်၏ခိုင်မြဲသောနှစ်သက်ဖွယ်သော တည်ရှိမှုကိုသတိပေးပြီး ကျေးဇူးတော်အားဖြင့်ကျွန်ုပ်ကိုခွန်အားပေးတော်မူပါသခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။